ရိသမားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဇီရိုနာရိုကိုဇီရိုနာရိုလိုအောင်ပွဲခံပြလိုက်တဲ့ရက်စမတ်ဝိုင်းလန်ဇီရိုနာရိုကိုဇီရိုနာရိုလိုအောင်ပွဲခံပြခဲ့ကစားမကတော့ခက်ရှားရှားလို့ဇူရမှာပါဘောလုံးကမှာဇီရိုနာရိုလိုအောင်ပွဲခံတဲ့ကစားမတွေအများကြီးဆိုပေမဲ့ဇီရိုနာရိုရှေ့မှာဇီရိုနာရိုလိုအောင်ပွဲခံပြခဲ့တဲ့ကစားမကတော့များများဆဆရှိမှာမဟုတ်ပါဘူးအဲ့လိုဆက်ချာပါပါတင်းမှာမှာ Rasmus Wildlands ဆိုတဲ့ဒိမ့်မသားကျယ်ဝင်းကစားမှာ Ronaldo ရှေ့မှာ Ronaldo လိုအောင်ပွဲခံပြသွားခဲ့ပါလိမ့် ပြီးခဲ့ညကစားခဲ့တဲ့ UEFA Nation League ပြိုင်ပွဲ Quarter Final ပွဲစဉ်ဖြစ်ဒိမန်နဲ့ပေါ်တူဂီတို့ဟာထိတ်တိုက်ဆုံးတွေ့ခဲ့ကြပါတယ်။ဇောဝပွဲစဉ်မှာတော့ဒိမန်တင်းဟာတကောကုန်းရှိဆွဲရလိုက်တဲ့အတူဆီရိုနယ်တို့ဥဆောင်တဲ့ပေါ်တူဂီတင်းကိုနိုင်ရရှိသွားခဲ့ပါတယ်။ဆီရိုနယ်တို့ဥဆောင်တဲ့ပေါ်တူဂီတင်းဟာဒိမန်တို့ပြုသမျှနှုတ်ခဲ့ရဖြစ်ပြီးတော့ပေါ်တူဂီဂိုးသမားဖြစ်တဲ့ Diego Costa သာလက်စွမ်းမပြနိုင်ခဲ့လို့ရှိရင်အခုထက်တောင်မှပိုပြီးတော့ဂိုးပြသွားလိမ့်မယ်လို့ပဲဆိုချင်ပါတယ်။ပွဲစား24မိနစ်မှာဒိမန်တင်းဟာပန်နတီရရှိခဲ့ပြီးအဆိုပါပန်နတီကို Erisin တယောက်ကန်သွင်းရမှာ Diego Costa တယောက် ကာကွယ်သွားတဲ့အတွက်ပေါ်တူဂီတို့စောစီတက်တာသွားခဲ့ကြပါလိမ့်။အိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမကစားလို့ရပါပြီ။ 1xbet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုတ်ဘောကိမကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63ခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်သူကွန်မန်တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ဒိမန်တင်းရဲ့ကိုပေါက်ကန်သုံးများစွာလဲကိုမပေးရအောင်ကာကွယ်ပေးခဲ့မိ့။ တဖက်မှာပေါ်တူဂီသင်းရဲ့အတိုက်အဆစ်ကတော့လုံးဝကိုအပြောင်းအလဲထားဖြစ်နေခဲ့ကြပါတယ်။ဇာမာရီရဲ့အရေးချိပိုင်းကိုရှင်ပေါ်တူဂီကအသာအီးဖြစ်ပေမဲ့အသင်းလိုက်စူးစိမှုနဲ့အနိုင်ရလို့စိတ်စိတ်ဓာတ်ပြင်းပြတဲ့စိတ်ပို့ပြီးတော့ရှိတဲ့ဒိမ့်မသင်းကအနိုင်ရလက်ကိုပိုင်းဆိုင်သွားခဲ့ကြတာဖြစ်ပါတယ်။ဒုတိယကြောအင်ဂွင်းပွဲဒီမှာခုလိုစိတ်ဓာတ်မျိုးပုံစံမျိုးနဲ့ကစားနေမယ်ဆိုရင်တော့ပေါ်တူဂီသင်းရဲ့ Nation League Champion မျောလင်းကြ Quarter ဆင်းနဲ့သာကျင်းပသွားအပွဲရှိနေခဲ့တာပါ။ပေါ်ရီတဲ့အဒိမတ်အသင်းနဲ့ကစားမရပို့ပြီးတော့တားတယ်ဆိုပေမဲ့နေပြချင်းရှင်တဲ့ခါမှာတော့ဒိမတ်အသင်းကပို့ပြီးတော့တားသွားခဲ့လို့ဆိုရပါလိမ့်မယ် ဒိမတ်တင်ဒီပြဘရီယန်ရီမာဟာအင်စာကောင်းကောင်းလုပ်ခဲ့လို့ဆိုရမှာဖြစ်ပြီးပေါ်တူဂီအသင်းကိုဘယ်လိုမျိုးချင်းကမ်းမှုတွေလှုံ့ဆော်သွားမယ်ဆိုတာတေချာလေးပြင်ဆင်လာခဲ့လို့ဆိုရပါလိမ့်မယ်ဒိမတ်တို့ပေါ်တူဂီကိုအနိုင်ရတာချက်တိုးပြီးတော့နိုင်ရသွားတာမဟုတ်ပဲအကောင်းဆုံးပုံစံနဲ့ကစားပြီးတော့ဆဆရာအသာစီးရယူကအနိုင်ရသွားခဲ့ကြတာပါပေါ်တူဂီအသင်းရဲ့ဆရာတွေများနေဖို့အခွင့်အောင်းယူပြသွားခဲ့ကြတာဖြစ်ပြီးအမြင်ဘောတွေအဓိကအားပြုပြီးတော့ကစားသွားခဲ့ကြပါလိမ့်ဘာကြောင့်အမြင်ဘောကိုကစားသွားခဲ့ကြတာလဲဆိုရင်တော့ကွင်းလယ်ကစားမ2ယောက်ကြောင်းပါပဲ ပေါ်ရီကွင်းလယ်မှာကဗီတင်ညာနဲ့ဂျောင်နီဗက်စ်အတွဲရဇာပုံကောင်းမှုတွေဖြစ်ကြပေမယ့်အကြမ်းမြင့်ပိုင်းမှာတော့လူကောင်းသေးကြသူတွေဖြစ်တဲ့အတွက်ပြိုင်ပတ်တဲ့အထိုးပေါက်တိုက်စစ်ဆင်မှုတွေကတော့ဘယ်လို့မှတားဆီးနိုင်ခြင်းမရှိခဲ့ကြပေပေါ်ရီသင်းရဲ့ခံစစ်မှုတွေဟာအသေးအတန်ကိုဖြတ်ထုတ်နေခဲ့ကြပါတယ်နောက်တစ်ချက်ကဘိုးခံစစ်မှာခြေစွမ်းပြတဲ့ရီနာဒိုဗီကာကိုလူစားလဲမှုပြုလုပ်သွားခဲ့တာဖြစ်ပြီးတော့ဗီကာမရှိတော့ခံစစ်ပိုင်းဟာတော်တော်လေးကိုယိုးရင်းသွားခဲ့တာကိုလည်းမြင်တွေ့လိုက်ရတာဖြစ်ပါတယ်အစိုးရပွဲစဉ်မှာဒိမ်းမတင်းကဂိုးပေါက်ကန်သူမ23ချိန်ရှိခဲ့တယ်လို့ဂိုးပေါက်တဲမှတ်မှုကလည်း9ချိန်ရှိထားခဲ့တာဖြစ်ပြီးတော့ ပေါ်တူဂီကတော့ဂိုးပေါက်ကန်ချက်၈ချိန်သာရှိပြီးဂိုးပေါက်တဲမှုက၂ချိန်သာရှိထားခဲ့ပါတယ်။တိုက်စစ်ကိုဥဆောင်လာတဲ့ရာဖေးလီယောင်နဲ့ဆီရိုနယ်ဒိုတို့နှစ်ယောက်ပေါင်းကဂိုးကန်သွင်းမှု၁ချိန်သာရှိပြီးတော့ဂိုးပေါက်တဲမှု၁ချိန်မှပြုလုပ်နိုင်ခြင်းမရှိခဲ့ကြပဲ။ဝိုင်စတန်ရဲ့တလုံးသေးသောဂိုးနဲ့တူပေါ်တူဂီယာဒိမတ်ကိုအရှုံးပေးဒူးထောက်သွားခဲ့ရတာပဲဖြစ်ပါတယ်။ဇုံးလေးကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။